ထိုင်းနိုင်ငံအချို့အချာအာဏာပိုင်နယ်မြေတွေကိုကာကွယ်ဖို့အတွက်ထိုင်းစစ်တပ်အနေနဲ့မိမိကိုယ်ကိုပြန်လည်ခုခံပိုင်ခွင့်အရကမ္ဘောဒီးယားကိုပြန်လည်တိုက်ခိုက်သွားမယ်လို့ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးဖုန်တန်ဝေချာချိုင်းကပြောကြားခဲ့တယ်လို့ထိုင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။ ထိုင်းကမ္ဘောဒီးယားနှစ်နိုင်ငံနယ်စပ်ဖြစ်တဲ့ချောင်းဘော်ဒေသမှာဒီကနေ့မေလ28ရက်ဗော်ဒဟုနင်းမနက်အစောပိုင်းမှာနှစ်ဖက်တပ်တွေအကြားနယ်မြေအငင်းပွားမှုဖြစ်ပွားရာကနေစတင်ခဲ့တဲ့တိုက်ပွဲနဲ့ပတ်သက်ပြီးဝန်ကြီးချုပ်ဖုန်သက်ဝေချာချိုင်းကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ထိုင်းအနေနဲ့မိမိအချုပ်အခြာကိုကာကွယ်ဖို့အတွက်ပြန်လည်ပြစ်ခတ်ခဲ့ရတာဖြစ်ပြီးအမြင့်သတိထားဖို့မှာကြားထားပါတယ်။ အပြင်အကဲရစဲရဲထင်းထင်းထားတယ်လို့ဆိုပေမဲ့နှစ်ဖက်စလုံးဟာတိုက်ခိုက်နေကြဆဲဖြစ်တယ်လို့ဖုံတန်ကပြောပါတယ်။ချစ်စင်အသေးစိတ်အစီရင်ခံစာလက်ခံရရှိထားပြီးဖြစ်တယ်လို့လည်းသူကဆိုပါတယ်။လက်ရှိအငင်းပွားမှု ဖြစ်ပေါ်ခဲ့တဲ့ဒေတာဟာနေဆင်းမြင်သတ်မှတ်ထားခြင်းမရှိပဲပိုင်ဆိုင်မှုအငင်းပွားနေတဲ့ဒေတာဖြစ်တယ်လို့သူကရှင်းပြပါတယ်။ ဒီကနေ့မနက်ဖြစ်စဉ်မှာထိုင်းစစ်တပ်ကပုံမှန်အတိုင်းကင်းလဲ့နေချိန်ကမ္ဘောဒီးယားဘက်ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဒါကဒီညင်းပွားနယ်မြေကိုသိမ်းပိုက်ဖို့ကြိုးစားတာဖြစ်နိုင်ကြောင်းဝန်ကြီးဖုန်တန်းကဆိုပါတယ်